ဝါလီယံမြို့မှာလူ၃၀ယောက်ဖြစ်စည်းနေကိုဇေယျတတစွာနဲ့ဒီ second hand shop ကြီးမှာဝယ်နိုင်လို့လိုက်ကြည့်လိုက်ကြရအောင်ဒီစပိန်လေးဆိုရင်ကျွန်တော်တို့1000ပဲရှိတယ်ပေါ့เนาะကျွန်တော်ဝယ်တော့ဆိုရင်လည်း1000ပဲဒါပေမဲ့တူလောက်မကောင်းဘူးเนาะโอเคကျွန်တော်တို့အတွင်းထဲမှာဘာတွေရှိတယ်လိုက်ကြည့်အောင်ကျွန်တော်တို့အတွင်းထဲမှာဆိုရင်ကျွန်တော်တို့အသုံးဆောင်ပစ္စည်းစစ်တေးလေးရနေစပြီးအကြီးဒီအကုန်ရှိနေပါတော့ဒါကတော့အဝေးဝမှာပေါ့နော်ကျွန်တော်တို့ဖုန်းနဲ့ပတ်သက်တဲ့ accessory ရှာနိုင်ပါတယ်ရှာလို့လည်းရတယ်ကိုကြိုက်တာကိုမှရှာနိုင်တယ်အချိန်ပေးနိုင်တယ်ဆိုရင်ကျွန်တော်တို့အရန်တန်နေပေါ့နော်ရှာဖို့အတွက်အချိန်ရှိရဆိုရင်တော့ဒီကောင်းနေရကျွန်တော်တို့ပွင့်ရတဲ့အရက်ခင်းဒီကောင်းဆိုကျွန်တော်စုတည်အရာကြီးကျွန်တော်တို့ရှိမယ်ကျွန်တော်တို့ရှိကိုထပ်ပြီးတော့တွားရပေါ့ဆိုင်ထဲမှာကကျွန်တော်ပစ္စည်းရအတော်ဆုံးပါလေခင်ဗျာအခုဒီကောင်းကကြတော့ကျွန်တော်တို့ပါလဲဆိုရင်သမီးချက်တဲ့မြန်မာတို့နဲ့ပေါင်းဦးတွေပါ ျွန်တော်တို့အပြင်မှာဝင်မယ်ဆိုရင်ဒီပေါင်းဝင်ပစ္စည်းတွေကဈေးတော့ကြီးပါတယ်ဒါဆိုရင်ကျွန်တော်တို့ကင်ဆက်ပါဆိုတော့ပစ္စည်းတွေကအရင်များတယ်ပေါ့နော်များတဲ့အတွက်ကျွန်တော်ရိုက်တဲ့အားလေးတွေကိုပဲကျွန်တော်တစ်ချက်ကြည့်ကြည့်ရအောင်ပေါ့နော်ကျွန်တော်အသေးစိတ်တော့ကျွန်တော်မပြောပြပေးနိုင်တော့ဘူးပေါ့ဒါပေမဲ့ဈေးတို့နေရာတော့ကျွန်တော်တို့အပြင်မှာအသစ်ဆက်ဆက်ဝယ်ရတဲ့စာရင်ဒီရပစ္စည်းတွေကလုံးဝကိုအဲတဝက်ဈေးမကဘူးပေါ့နော်ဒါလေးဆိုအဟောင်းဈေး နှီးပါပေါ့ကျွန်တော်တို့ရရလုံအောင်တတားဆိုတော့ဈေးဆက်ကချွေတာခြင်းနဲ့တူရပါတော့ကျွန်တော်တို့သွားတင်ပါတယ်ဆိုတိုက်ပြီးမှတော့ဒီဈေးကွက်ကြီးရရှိလားမရှိလားတော့ကျွန်တော်လည်းမသိဘူးเนาะဒါတော့ကျွန်တော်နေလေဟွာလေမျိုးမှာတော့ဒါရှိတယ်ဆိုတော့ဒါမိဖို့ကြာမှာတုံးတဲ့ပစ္စည်းတွေအစုံကိုကျွန်တော်တို့ဒီမှာရှိတယ်ပေါင်းဟိုလက်ထဲဟိုအဲနောက်တော့အဒီဖြော်ဆက်တွေဒီဝိုင်း electrical car တွေ ပန်ကားလေးအစုံပါပဲပေါမုတ်မီကင်ဆိုင်ပြီးတော့ကျွန်တော်တို့ကမပြောနိုင်တော့ဘူးပေါ့နော်ဒါပေမဲ့ကိုကိုတိုင်းသွားကြည့်ပါလိမ့်မယ်ဒီဟိုးဆိုရင်အရန်ကိုတက်ပါလေအဲ့ဒါကျွန်တော်တို့ဘလောက်မှမရှိထောင်ကျော်ပဲရှိတယ်ပေါ့နော်တကယ်လို့ကျွန်တော်တို့အပြင်မှာဝယ်ရင်တော့3000 4000ထက်တော့ရှိတယ် ေးရကြတော့ကျွန်တော်တို့ clean storage ပစ္စည်းလေးလည်းကျွန်တော်တို့ရှိပါတယ်။နောက်တစ်ခုကအာပစ္စည်းကတော့တော်ဆုံးနေပြကျွန်တော်တို့ပြောပြဖို့ကတော်တော်လေးပါလဲဆိုတော့ခက်တယ်ပေါ့နော်ဒီဒီပြောဖို့အတွက်ကဒါမဲ့ကိုလိုအပ်တဲ့ပစ္စည်းတစ်ခုခုရှိရဆိုရင်ဒီဇိုင်းမှာတွားရှာတဲ့အခါမှာတော့ကျွန်တော်တို့အတွက်ကတော့ဈေးစက်ကလုံးဝတက်တာစီးရယ်။ဒါလေးဆိုကျွန်တော်စပီကာလေးပေါ့နော် ုံးဆောင်ပစ္စည်းပဲပြီးတော့ကျွန်တော်တို့ဒီအဝိထေဘက်ကိုသွားမယ်ပေါ့အဝိထေဘက်မှာကကြတော့ကျွန်တော်တို့ main clay ဝတ်စားရတော့ပုံများတယ်ဒါပေမဲ့ကိုရွေးတက်ရင်တော့ဒီထဲထဲမှာလည်းဒစိကောင်းကောင်းနေအများကြီးနဲ့တန်တာနေအများကြီးရှိတာတော့ကျွန်တော်တွေ့ခဲ့ပြီပေါ့နော်အဲ့တော့ကိုကတကယ်လို့တတ်တာသိချင်တယ်ဆိုရင်တော့တကယ်လာနေချင်တယ်ဝတ်ချင်တယ်ဆိုရင်တော့ကျွန်တော်ဒီမှာသွားရွေးရတော့ပို့ပြီးတော့ကောင်းနေပေါ့နော်တချို့ဝတ်တီးတာလုံးဝလက်ကြီးတာဈေးရတယ်ကျွန်တော်တို့ဒီမှာတက်ကြ ောက်တစ်ခုကျွန်တော်တို့အခုလိုမြင်နေရတဲ့ခေတ်သွားအင်ဂျင်နီယာဒါ second hand ဒီပါပဲတော့အကောင်းကြီးပါဆိုတော့အတော်တန်ပါတယ်ဝယ်တက်ရင်ကျွန်တော်တို့ဝယ်တက်တဲ့ရှာတက်တဲ့အချိန်နဲ့ပြီးနိုင်တယ်ဆိုရင်တော့တော်တည်နေနေရတဲ့ခုပါအဲ့တော့ဒီဆိုင်ရှိရဲ့အတွက်ကျွန်တော်တို့ကဘာဖြစ်လဲဆိုတော့ဒီမှာကြောက်တက်နေသည်ဖြစ်စေအလုံးလုံးနေသည်ဖြစ်စေကျွန်တော်တို့အတွက်ဈေးရိတ်ကဘာဖြစ်စေလဲဆိုတော့တက်တာဈေးရိတ်ပေါ့နော်ထိုင်ဝင်မှာပေါ့ဒါကတော့ကျွန်တော်တို့ Jobo ID ကျွန်တော်တို့ second hand နေပေါ့နော် အမှန်လည်းကျွန်တော်အဆုံရှိရပေါ့ဟိုကိုရွေးတဲ့ရင်တော့ရတယ်ဒါတော့ဟွာလျံမှာရှိတဲ့သူဆိုင်ရဲ့ပုံစံလေးပါ ကျွန်တော်တို့ဒီဆိုင်ကဟွာလျံမှာမဟုတ်ဘူးဗျာထိုင်ဝမ်တနိုင်ငံလုံးမှာရှိရပေါ့သူမှာ website လည်းရှိရ ဆိုတော့ tour size လေးစာလေးကိုကျွန်တော်ကဒီမှာ comment section မှာကျွန်တော်ဗာလဲဆိုတော့ထည့်ပေးထားမယ်ပေါ့နော်အဲ့တော့ထိုင်းဝမ်နိုင်ငံမှာကြောင်းတက်နေသည်ဖြစ်စေအလုံးလုံးနေသည်ဖြစ်စေကျွန်တော်တို့လိုအပ်တဲ့ပစ္စည်းတွေချုပ်ပစ္စည်းတွေဈေးကြီးရယ်ဆိုရင်ကျွန်တော် design လေးမှာတွားပြီးရှာလို့ရပါတယ်ဆိုတဲ့အကြောင်းကိုကျွန်တော် information ပေးရနေနဲ့ဒီ video clip လေးကိုကျွန်တော်ဖန်တီးပေးလိုက်ပါတယ်အားလုံးအသိပေးကြပါစေ